မော်ဘီကကြမ်းဖို့ပါတီယုံအိုးဆိုတော့ရက်ထိုင်တော့နေတဲ့ကောင်လေးရှော့သွားတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ပြပေးချင်ပါတယ်နောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့ပြန်ပြန်လည်လည်ဆွေးနွေးကြရမှာပါလက်ရှိ TNL အလေးကမိုးကုတ်မြေကနေပြီးတော့စွန့်ခွာမယ်သူတို့မစွန့်ခွာခင်မှာမို ်မြေအတွင်းတည်းထိမုတ်ကုတ်မြို့ထိအကြံပတ်စစ်တပ်တွေကိုတပါတဲ့ခေါ်ဆောင်နေရာချထားပြီးတော့မှသူတို့တွေထွက်ခွာမယ်ဆိုရဲတရင်ထွက်ပေါ်နေပါလေဟာဒါဆိုရင်တော့ TNL ဘယ်လိုလုပ်မှာလဲပေါ့ပြီးတော့မုတ်ကုတ်ကနေတော့ TNL ဆော့ခွာသွားမယ်ဆိုရင်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်တွေကထိတ်ထုတ်မယ်ဆိုရဲအခြေအနေတွေဘယ်လိုလေးဖြစ်သွားနိုင်မလဲဆိုရဲအကြောင်းအရာတွေ အများကြီးစဉ်းစားစရာတွေပေါ်ထွက်လာပါလိမ့်မယ်ဆိုတော့ဒီចောင်းတွေကိုကျွန်တော်ရဲ့မိသားစုဝင်ကိုကျွန်တော်ဟောပြပေးပါမယ်ဘာဖြစ်ဖြစ်မင်းအွန်လိုင်းကအော်တိုသိနေမိသားဖြစ်တယ်ဆိုတဲ့အကြောင်းတွေပါဖြစ်ပါမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးအထိဝင်ရင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုဝင်တအူးချင်းစီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ်မော်ဘီကျက်ဖို့ပါတီယုံအုံးအရက်ထိုင်တော့နေတဲ့កောင်းလေးရှော့ ကျွန်တော်အများနဲ့သတိပေးတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေဂျမ်ဖတ်စခွေတက်နဲ့ဝေးတဲ့နေရာမှာနေပါကင်းအောင်နေပါလာရနေရမလုပ်ပါနဲ့ကျွန်တော်တို့လုံးလုံးရတာခတ်လို့ပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေရန်ကုန်တိုင်းမော်ဘီမြို့နယ်အဂျမ်ဖတ်စခွေတက်ပါတီပြောချင်တာကဗျာစစ်တပ်ပါတီပါပဲအဲ့လိုပဲပြောပါမယ်နော်တက်ကထွက်တဲ့ကောင်းနေမှန်သမျှပါတီတဲဝင် ဟာ uniform လေးချုပ်အစိုးလေးကောက်ဝဲအာဒါဒါဒါဆိုထအောင်လူကောင်းနေပါပဲဗျာခေဆက်ဆက်ဟုတ်ပြီနိုဝင်ဘာ16ရက်နေ့ည7:00နာရီကျော်မှာလက်လုံးနဲ့ဒီနဲ့ဘုံခွဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ယူပြချွတ်တွေကဖော်ပြခဲ့တာဖြစ်ပါတယ်အဲ့ဒီပကံမှုတွင်မှာတက်ခိုက်ရင်ယုံဂိတ်ပေါက်မှာတောင်းဝင်ကြနေတဲ့ဂိတ်တွင်းကဂျမ်ဖက်စစ်ခွေးတက်ခွေးနှစ်ကောင်နဲ့ပြည်သူစေနှစ်ကောင်စက်ငင်စက်ငင်ဖြစ်သွားတယ်ဆိုတော့ အကြောင်းကြားထားရပါတယ်။ညမခိတ်မှာရဲထိုင်တောက်နေတယ်။သူတို့ခမညာမှာလည်းပဲလက်ရှိစစ်မှန်တဲ့အထွေထွေရွေးကောက်ပွဲကြီးဒီမိုကရေစီရွေးကောက်ပွဲကြီးဆိုတော့ပွဲတော်မစသေးဘူးသူတို့လူသူတို့အချင်းချင်းလုံခြုံရေးယူနေတာနိုင်ပြီတိုင်းနေပတ်နေကြဘာဖြစ်လို့လုံခြုံရေးယူနေတာလဲ ပြည်သူအတွက်လုပ်တယ်ဆိုရင်ဘာကိုကြောက်နေတာလဲကျွန်တော်ပြည်သူကိုတော့မှသူတို့ကပြန်ကြောက်နေရတဲ့အခြေအနေပြည်သူကြားထဲမှာတော့မနေရဲတော့တဲ့အခြေအနေချင်းချင်းတော့မှသူတို့ကဒီလိုဆောင်ပြီးကြည့်နေဟာမင်းတို့ငါ့ကိုဘယ်ချင်းမလုပ်မှာလဲကျွန်တော်ကတေချာမှလုပ်တာပါဆိုတော့မော်ဘီမှာရှိတဲ့ကျန်ဖို့ပါတီယုံဝန်ခံလိုက်ရတဲ့အခြေအနေမှာတော့စခွင်းနှစ်ကောင်နဲ့ရခွင်းနှစ်ကောင်စငင်စငင်ဖြစ်သွားပါတယ် အရင်တော့ကကျွန်တော်တို့ရတားပြည်သူတွေကိုလုံခြုံရေးခေါင်းစဉ်တက်ပြီးတော့ကင်းဆောင်ခိုင်းနေတဲ့အခြေအနေအချို့ကြတော့လည်းအရက်ဝယ်ဂျပန်တွေကင်းဆောင်နေရတာကျွန်တော်ရင်မသားစုအချို့သောမျိုးနဲ့ဒေသတွေမှာဆိုရင်တို့ရဲ့ကြံဖို့ပါတီမဲဆွယ်စီယုံနဲ့ဆိုင်းဖုတ်တွေထောင်ထားတယ်အဲ့ဒီဆိုင်းဖုတ်ကိုလုံခြုံရေးယူဖို့တဲ့ဘေးတွဲတွေစိုက်ကားသမားတွေကိုတာဝန်ပေးရတဲ့အဖြစ်ကျွန်တော်ကောင်းဆုံးကြံကြံပေးတင်တာကခမားတို့နိုင်ငံရေး မလုပ်ပါနဲ့တော့အများတို့ကပြည်သူအတွက်လုပ်မယ်ပြည်သူအတွက်နိုင်ငံကိုလည်းကောင်းအောင်လုပ်မယ်နိုင်ငံအတွက်နိုင်ငံအတွက်အော်နေပေမဲ့ခင်ဗျားတို့ကပြည်သူဂျားထဲမှာစိုက်ပုတ်တောင်မှရေရေတတင်မထောင်ရဲတဲ့အခြေအနေဖြစ်နေကြတာဟုတ်ပြီလက်ရှိကျွန်တော်တို့ဒါတိုက်ခိုက်မှုတင်မှာမော်ဘီချက်ဖို့ပါတီရုံးတွင်းမှာပြန်လည်ပြီးတော့ရန်တမ်းပြစ်ခတ်ခဲ့ပြီမဲ့ကျွန်တော် တော်လန်ဘောရဲဘော UG လူငယ်အဖွဲ့တွေကတော့ A C C ပြန်ပြီးတော့အိတ်နေပြီဆိုတော့အကြောင်းလဲသိရှိထားရပါတယ်ဒါပြင်ငကိုလေးကဗျံပရာဖြစ်တဲ့ကောင်တွေကလျှက်စစ်မင်းကိုပါဖြတ်အမှောင်ချပြီးတော့ကိုသူတို့ကအာစကားတစည်းနဲ့ပေါ့ဗျာအာလမ်းညိုလမ်းကြားဝင်ခူရှာသလိုဒီရှာသလိုနဲ့အမှန်ကတော့မဟုတ်ဘူးခိုးဖို့ ဘယ်ကောင်ကရက်ွက်တူရက်ွက်ကြတဲ့ရှောက်ပုံးနေမလဲတေချာစီစဉ်ပြီးတော့မှဝလန်ထွက်လန်အားလုံးကိုတေချာပြင်ဆင်ပြီးတော့မှလှုပ်သွားတာငကိုလေးကမီးမမှန်ပါဘူးမီးမပေးချင်ပါဘူးဆိုမှသူတို့က EBC ကိုပါဖုံးဆက်ပြီးတော့မီးပါဖြတ်ပြီးတော့သူတို့ကရှာတာအောင်းမလေးအကျိုးနဲ့ made in မြန်မာဖြစ်ပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေ ရပြအချက်အနေနဲ့မော်ဘီမျိုးနဲ့ချက်ခံရေးပါတီရုံးကိုမိုင်းခွဲတက်ခဲ့တာပရမောဆုံးအခြေဖြစ်ပြီးတော့အဂျမ်ပစစ်ခွဲတက်ရဲ့ခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါတယ်ဝင်ဖြစ်ဖို့စ조사နေတဲ့အပိုင်းတွေမှာတာစီဟန်တာမှုတွေကိုသူတို့တွေတာစီခဲ့ကြတာဖြစ်ပါတယ်ပြည်သူလူထုအပေါ်မှာတရားဖန်ဆီးညှဉ်းပန်းနှိပ်စက်စမှုခန်းစမှုထမ်းခိုင်းနေတဲ့အခြေအနေပေါ်မှာလည်းဇက်တိုက်လက်တုပ်ပြန်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ပြည်သူအာဏာကိုမတရားလုယူ ထားတဲ့កောင်တွေဟာပြည်သူလူထုမှာကျွန်တော်ထားတဲ့ရာဇဝင်မှုတွေဒါတရားဝင်ဖြစ်ဖို့အတွက်ရွေးကောက်ပွဲအယောင်ပြဆောင်ရွက်နေတာကိုမြို့ပကျွန်တော်တို့ UG အဖွဲ့တွေကကန့်ကွက်ဆန္ဒပြထားပြီးတော့ဒါနဲ့မလုပ်ဖို့မပူပေါင်းဖို့ကိုလည်းပဲကျွန်တော်တို့ပြက်ပြက်သားသားပြောဆိုပြီးတော့မှအရေးယူနေတာဖြစ်ပါတယ်။နေဗတ်တရက်နေ့ကလည်းမြေပြတ်ကျွတ်အနေနဲ့တကီတာမြို့နယ်ရဲစခန်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဖုံတိုင်းခွန်းအုံးအဲ့ကျွန်တော်တို့လူငယ်ပါ ကျောလူငယ်တွေကိုနေကင်းကြောင်းတော့ဒီပိဆိုင်တွေမှာဝင်ဖမ်းပြတယ်အတိအမဲ့တို့ကကျွန်တော်ပြည်သူကိုတကယ်ကိုတရားခံကြီးတွေလို့မျိုးကျွန်တော်ပြည်သားစုတွေအချို့ရုပ်သံဗီဒီယိုဖိုင်တွေကြည့်မှုမှာမန်လေးက case တခုဆိုဒီပိဆိုင်တွေကိုအာအရွက်ကားတွေနဲ့ဝင်လာတယ်ကားကားကိုဖွင့်ထရေရစကွေးတနက်နဲ့ဝင်မတ်တီစီအာ equipment တွေပတ် မင်းတို့မတုံနဲ့အတံထွက်နဲ့ကုံဟုတ်လူပိဆိုင်ထဲမှာလူပိတောက်နေတဲ့လူငယ်တွေကကောင်းဟုတ်စစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပွဲကြီးကိုအဲ့လိုကောင်းတွေကလညိုးထိုးတနက်ထောက်ပြီးတော့လုံနေတယ်လေဗျာလက်ခံတဲ့သူလဲလက်ခံဘူးလက်မခံတဲ့ကျွန်တော်တို့လူငယ်တွေကတော့ချာကျွန်တော်လူငယ်ပေါ်ကိုဒီကောင်တွေရက်ဆက်ပြတယ် ဒီမျိုးစုံနဲ့နှင်းနှံပြတယ်။ကျောင်းလူငယ်တွေကိုခေါင်းမထောင်ရဲကောင်ထောင်တီးတီးမှတစ်ချက်ညက်သိပ်နေအောင်ထားတယ်။နိုင်ငံရေးလုပ်ရင်ဒီလိုမျိုးပဲခံရမယ်။နိုင်ငံရေးလုပ်ရင်ဒီလိုပဲဘွားဆက်သိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့လူငယ်တွေကိုအညိုကြီးစွာနဲ့ဒီကောင်လေးဖိနှိပ်ခဲ့ကြတာ။ယနေ့ချိန်ထိကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့ဗီဒီယိုကိုနိုင်ငံရေးကြောက်အချင်းချခံတာရတယ်အချင်းချခံမှုတဲ့ မိသားစုဝင်တွေအများကြီးလည်းကြည်နေကြပါတယ်ကျွန်တော်ကောင်းကောင်းနားလေကောင်းကောင်းသိပါတယ်ကျောင်းမိသားစုဝင်တွေအရန်ကိုကဘာမှာနမည်ကြီးတဲ့အချင်းထောင်အဖြစ်ကျွန်တော်တို့နိုင်ငံရဲ့အချင်းထောင်တွေကပါဝင်နေတာဖြစ်ပါတယ်ရစက်ကြမ်းကြုတ်မှုအပေါင်းတရဖူစောင်းတဲ့ကောင်တွေအားကျွန်တော်မိဘပြည်သူတွေဆိုကျွန်တော်ကိုအမြဲတမ်းသတိပေးပါတယ်အချင်းထောင်ဝန်တန်းတွေနဲ့ပတ်သက်ပြီးတော့ကိုရှမ်းရင်ပြောပေးပါ သူတို့ဟာအာနာရှင်လပားစီပီပီတကယ့်ကိုရက်ဆက်လုံးအောင်ကြည့်လူကိုလူလိုမမြင်ကျွန်တော်လည်းမြင်နဲ့တွေ့မိကြားနေရပါတယ်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေကသူတို့ကိုပြင်းပြင်းထန်ထန်ပြပြရေးယူနေတာယနေ့အချိန်ထိပါကျွန်တော်တို့လူငယ်တွေကိုလည်းဒီကောင်နေဖမ်းတယ်ဖမ်းပြီးတော့ရင်ရဲဆက်ဆက်နောက်ဆုံးသေးတဲ့အထိတတ်ဖြတ်ပြတယ် ဒီနေ့မှာဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ UG လူငယ်2ဦးဖမ်းဆီးခံရရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်။သူတို့ဖွဲ့ကလည်းပဲတင်ဝင်ပြောဆိုထားတာရှိပါတယ်။ကျောင်းလူငယ်တွေဟာအခုလိုဖမ်းဆီးခံရမြို့ပြကျွတ်အနေနဲ့ UG အနေနဲ့လှုပ်ရှားရတာရန်သူတွေချားထဲမှာသွားလာရအရန်ကိုခတ်တယ်။ဒါပေမဲ့ဒီနေ့ချိန်ကြီးကျွန်တော်တို့ကိုလုံးဝချက်တက်လို့မရဘူးဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေကိုအသိပေးချင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဖမ်းလို့ကျွန်တော်တို့ကိုတတ်လို့ကျွန်တော်တို့ညှင်းမနှိပ်ဆက်လို့ဒီတော်လန်ရည်ရက်သွားမှာမဟုတ်တာဟုတ်ပြီဒီနေ့မှာကျွန်တော်ကျွန်တော်မိသားစုဝင်တွေကိုဒါဖော်ပြဆွေးနွေးချင်တာက TNL ရဲ့ November 29ရက်နေ့နောက်ဆုံးထားပြီးတော့မိုးကုတ်မြို့ကနေထွက်ခွာသွားမှာဖြစ်တယ် November လောက်ကုန်ပိုင်းဒီလောက်ကုန်ပိုင်းမှာစစ်ခွေးတက်ကိုတပါတဲ့မိုးကုတ်ထဲကို ဝင်ရောက်လာမဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေကြောက်မိသားစုနေကြားမယ်ထင်ပါတယ်ကျွန်တော်လည်းသတင်းတွေကိုတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်လူငယ်ရဲဘော်တယောက်အနေနဲ့လူငယ်လူပဲကျွန်တော်ကဆွေးနွေးมาဖြစ်ပါတယ်လက်ရှိအချိန်မှာဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ဒီသတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်အင်အားစုတွေအကျိတ်နဲ့ဆွေးနွေးနေကြဆဲဖြစ်တယ်ဒီအတွက်လည်းကျွန်တော်တို့ကတီတီတပ်ဖွဲ့ဝင်အားလုံးပေါ့နော် အာကျွန်တော်ရဲ့မိဘပြည်သူတွေကိုလည်းတရဝင်ထုတ်ဖော်ပြောဆိုခဲ့တာတွေထုတ်ပြန်ကြီးညာချက်တွေမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီလိုရဲ့ PR ကြောင့် DNLA ဒါလှုပ်လို့မရတဲ့အခြေအနေတည်တိုင်အောင်ကျွန်တော်တို့ဒေါ်လာကတက်ဖွဲ့ဝင်အများကြီးအဲ့ဒီနေရာကိုတုံးကန်ပေးထားတယ် DNLA ရဲ့သဘောထားအချက်ကလည်းပဲကျွန်တော်မိဘပြည်သူနဲ့ထပ်တူရှိခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဘုရားတာဘုံတော်မကြမကြသူထွတ်ထွတ်ပြီးတော့ပြောတတ်ပါတယ်ကျွန်တော် အမှတ်ရဆုံးတစ်ခုပေါ့နော်သူအကြောင်းကျွန်တော်ပြောရမယ်ဆိုရင်ဘောဆန်းစွတ်ကြည်မွေးနေ့မှာသူ့အတွက်ဒါအီရာအိုခေါင်းဆောင်တယောက်အနေနဲ့ထပ်ပြီးတော့ရုပ်သံမှတ်တမ်းဗီဒီယိုပါအပါပြောတာဒီလိုခေါင်းဆောင်မျိုးပါကျွန်တော်တို့အခြေအနေကိုလည်းနားလည်ရမယ်တို့ကိုလည်းပဲကျွန်တော်တို့ထည့်ပြီးတော့တွက်ပေးရမယ်ဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်အရင်ဆုံးဖော်ပြပေးပါမယ် ်မိုးသမီးကောင်းဆောင်ကိုစီကိုစိုးထေးကကျွန်တော်အင်အားစုတွေကို TNL ခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းမယ်လို့အတီလင်းပြောတယ်ဒေါက်တာခက်ခဲတာပေါ့သူတို့ကိုယ်တိုင်စစ်ခွေးတွေကိုခေါ်သွင်းပြီးတော့မှစစ်ခွေးတွေရောက်ပြီးအခြေချပြီးဆိုမှသူတို့ကပြန်ဆုတ်ခွာမယ်လို့အဲ့ဒီလိုမျိုးပြောလာပါတယ်သူတို့ ਨੇ စစ်ခွေးတွေကြားထဲမှာဆက်ဆံရည်ရုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ ပြန်လုတ်ကြမယ်ထင်ပါတယ်တခုရှိတာကကျွန်တော်တို့အနေနဲ့ကလုတ်ရခံရတာအရန်ခတ်သွားတယ်ပေါ့ဆိုတော့သူရှေ့ဆက်ပြောထားတာက TNL နဲ့လည်းကျွန်တော်တို့မာမိတ်လည်းမပြတ်ချင်ဘူးဆိုတော့တစ်ဖက်မှာလည်းပဲစကွေးကိုကျွန်တော်တို့ကဒီမျိုးအတွင်းနဲ့မဝင်ရေးဆိုတဲ့ဟာမျိုးရှိတာပေါ့လုတ်ရခံရတာတော့တော်တော်လေးခက်တယ်ဗျာတော်လည်းအင်အားစုဘက်ကတော့ကျွန်တော်တို့အများကြီးတိုင်ပင်နေကြတော့စွန့်နေကြကြုံချင့်ချိန်နေကြတော့မို့ဗျာတစ်ဖက်မှာလည်းမာမိတ်အနေနဲ့ မိုးမိတ်ကတော့ဘာပဲပြောပြောចောင်းသားတက်မတော့ ਨੇ KIA ကကုမဲ့ဆိုတော့တစုံတရာအင်အားရှိတာပေါ့မိုးကောက်ကိုတော့စစ်ခွေးပြန်မွေနှံ့ရေးပေါ့နော်ဘလို့မှာဒါမာမိတ်တွေဘလို့မာမိတ်တွေကကျွန်တော်တို့ကုညီမလဲကုညီနိုင်မလဲကျွန်တော်တို့ဘက်ကရောဘာတွေပြင်ဆင်ထားဖို့လိုလဲစသည်အဖြစ်ဒီဘက်မှာတော့ဒါအကျိတ်နဲ့ဆွနစ်တိုင်းမေးနေကြတယ်လို့သူ့ရဲ့ပြောဆိုချက်မှာကျွန်တော်တို့တွေ့ထားရပါတယ် ဒါမုံကုံမျိုးနဲ့ကျွန်တော်တို့မုံမိန်မျိုး2024ဇူလိုင်လမှာ TNL မှာမိတ်တပ်ဖွဲ့ဝင်နေတခက်သိမ်းယူခဲ့တာဖြစ်ပြီးတော့ဒီနေ့အကြမှာဒါတရုတ်ရဲ့အကြောင်းဝင်ဆက်ဆက်မှုနဲ့ပြန်လည်ပြီးတော့အဲအကြံဖက်စစ်ခွေးတက်ကနေပြီးတော့ရယူဖို့စ조사ခဲ့တာဖြစ်ပါတယ်ဟုတ်ပြီမုံမုံမျိုးကိုမဝင်ခင်မှာပတ်လည်မျိုးတွေဒါလက်ရှိချိန်မှာလည်းပဲကျွန်တော်တို့ဘက်ကနေပြီးတော့ဘီယိုအရထိ ंछ ုံထားတယ်အဲ့ဒီနေရာတွေကိုလည်းပဲအကြောင်းဖက်စစ်ခွေးတက်ကနေပြီးတော့ အင်းအလုံးရင်သုံးပြီးတော့စကြောင်းထိုးနေတယ်ဆိုတော့အကြောင်းတွေလည်းကျွန်တော်တို့ကြားသိထားရပါဖြစ်ပါတယ်အဲ့ဒီမှာမရိယာပြည်သူ့ကော်မတီအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုတောင်းကမထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့သူတို့ကလော့ဆယ်မတရားနေမြောက်ချမ်းနဲ့အရှိမြောက်ချမ်းမှာစကြောင်းနှစ်ကြောင်းရှိတယ်မတရားနေမြောက်ချမ်းကတငါတောင်းရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေပြီးတော့ချောင်းယိုးငကန်းအတိုင်းအနောက်ဘက်ကိုထိုးပြီးတော့စကြင်ရွာဘက်ကနေပြီးတော့မြောက်ဘက်ကိုထိုးမဲ့ တချောင်းရဲ့ကျွန်တော်တို့သုံးသပ်မိတယ်နောက်တချောင်းကဆယ်တော်ဘက်မှာရောက်နေတဲ့အချောင်းကဆယ်တော်ဘက်ကနေပြီးတော့အနောက်ကားလန်အတိုင်းဆင်းလာပြီးလို့ရှိရင်ကိုမြုံဘက်ကနေပြီးတော့တောင်ချေတိုင်းမြောက်ဘက်ကိုထိုးမယ်ဆိုရင်လည်းရတယ်ဗျအဲ့ဒီနှစ်ချောင်းရှိနေတယ်လို့ဒါရဲဘော်တွေကသတင်းရရှိထားတာဖြစ်တယ်ကားလန်ချောင်းအနေနဲ့မထိုးဘဲနဲ့ဒီတိုင်းထိုးမယ်ဆိုရင်လည်းပဲဒါဒီလိုမျိုးသွားနိုင်တဲ့ဝင်လာနိုင်တဲ့စတောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူငယ်တွေဘက်ကလည်းပဲကြိုတင်ပြင်ဆင်ထားတာတွေရှိပါတယ် လက်ရှိကျွန်တော်တို့အစိုးရကမြဝိုင်းမာမိတ်တွေနဲ့စလိုက်ပီအားပေးနေပြီးတော့ April လထဲမှာလာရှုံမျိုးကိုကိုကတက်ကနေပြီးတော့ MNTA ပြန်လဲလက်မလို့ပြန်လဲလက်လွတ်ခဲ့ရပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါနောက်ပိုင်းမာမိတ်တွေနဲ့ကျွန်တော်တို့ဒါရှမ်းမန်းနဲ့ဆက်ဆက်နေတဲ့နောင်ချိုတီဘောကြောင်းမဲစတာတွေကိုလည်းလက်လွတ်ခဲ့ရတာတွေရှိတယ်။အခုအချိန်မှာ TNLA အနေနဲ့တေယုတ်ရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒတနည်းအားဖြင့်မင်းအောင်လှိုင်ရဲ့ အတူဆိုတောင်းမှန်မှုပေါ့ဗျာဒီအချိန်တွေခြားထဲမှာကျွန်တော်မိုးပုတ်မြို့အထဲကို DNLE က secret တက်ကိုခေါ်သွင်းရမယ်ခေါ်သွင်းပြီးတော့ထဲထဲမှာမမိတ်ကျွန်တော်တို့ဆက်ဆံရေးယုံထားရမယ်ဆက်ဆံရေးယုံထားဆက်ဆံရေးယုံထားပြီးတော့မှအဲ့ဒီမှာ secret တက်တွေကိုတင်းတင်းကြပ်ကြပ်အထိုင်ချပြီးတော့မှ DNLE ကစုတ်ခွာရမယ်ဆိုတဲ့ အကြောင်းဖြစ်လာတာကြောဒီကြောင်းဖြစ်နိုင်လားဒီလိုမျိုးဖြစ်ပေါ်နိုင်လားပြီးတော့ဒီအတွက်ကောကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမန်လေးပြည်ရဲ့အပါဝင်ပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကလက်ခံသွားမှာလားဆိုတော့ TNL နဲ့ကကျွန်တော်တို့ကတော့မာမိတ်ပါပဲ TNL ကတရုတ်ရဲ့ဖိအားနဲ့ တို့မိုးကောက်ကနေပြီးတော့စွန့်ခွာမယ်ဆိုတော့တို့စွန့်ခွာမယ်ဆိုတော့ဒီဒရင်းတွေထွက်ပေါ်ပြီးတော့ဗောနော်အတီးပြုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအားလုံးဟာဒီနေမြင်နဲ့ပတ်သက်တဲ့ဧရိယာတဝက်လုံးကိုထိန်းချုပ်စိုးမိုးပြီးတော့ကျွန်တော်တို့ခုခံမယ်ဆိုတဲ့သတင်းတွေအများကြီးထွက်ပေါ်လာတယ်ကျွန်တော်ပြောဖို့ပါတယ်ကျွန်တော်တို့ကခုခံစစ်မဟုတ်ကျွန်တော်တို့ကထုတ်စစ်ပါဘယ်ထိရောက်လာမလဲဆိုတာကို ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ငကိုလေးကဂျမဖက်စခွေးတက်ကမြောက်ပိုင်းမှာခွေးရှုံဝတ်ရှုံရှုံထားတဲ့တက်ခွေးပြည့်ဝပြည့်ပြေးထားတဲ့တက်အချို့သောစစ်ပိုလ်ချုပ်တွေဆိုရင်အဖမ်းခံပြီးတော့မှ MNDA ကနေပြီးတော့ပြန်လှုပ်ပေးထားတဲ့ကောင်တွေပြန်ပြီးတော့စစ်တောင်းပြန်ထိုးခိုင်း အချို့သောစစ်ပိုလ်ချုပ်တွေဆိုရင်တစ်ခါလဲအဖမ်းခံရတာမဟုတ်ဘဲနဲ့နှစ်ခါပြန်အဖမ်းခံရတဲ့ကောင်တွေလည်းရှိတယ်ဆိုတော့ဟိုဘက်ကမဖြစ်မနေလုတ်ခိုင်းလို့တာသူတို့ကဒီနေရာကိုဝင်လာရမှာမဟုတ်ဘူးမဟုတ်ဘူးကိုဝင်လာမယ်ဆိုလည်းပဲတစားစီဖြစ်မယ်ဆိုတာကိုဒါမဲ့ကောင်တွေအကုန်လုံးကလည်းသိတယ်ဒါကြောင့်တရုတ်ကိုထပ်ပြီးတော့သူတို့တွေအကူအညီတောင်းတာကြောင့် တယောက်ကလည်းပဲ TNL ကိုထပ်ပြီးတော့ဘီယာပေးပြီးတော့ TNL အနေနဲ့စကုတက်ကိုမဟုတ်သေးသည့်ခေါ်သွင်းပြီးတော့မှနေရာချပြီးတော့မှဟန်အောင်ပါလုတ်ပြီးတော့မှဆက်ဆံရေးရုံးမှဖွင့်ပြီးတော့မှမင်းတို့တက်ဆုတ်ကမယ်ဆိုတဲ့တည်င်းတွေထွက်ပေါ်လာတာဖြစ်တယ်။ဘလောက်တောင်အကြောက်တရားကြီးနေလဲကျွန်တော်ရဲ့မိသားစုကျွန်တော်ကအမြဲတမ်းပြောရတဲ့ကောင်တွေစစ်ချုံးတက်မင်းတို့လှဲ့တော့တိမ်မှကြောက်နေတာအခုတော့မှ တယောက်ကအေးဟုတ်ပြီမင်းတို့မိုးကုတ်ထဲကိုဝင်ကျင်နေဆိုဝင်ပဲချင်းပဲခါလာပုံပြဟုတ်ပြီတည်နေလေးစုပ်ကောင်းဝင်မာလာကောင်းဆိုတော့အဲ့လိုကြတော့မဝင်ရဘူးမလုတ်ပါနဲ့ကျွန်တော်တို့သေချာနိုင်ချလေးပါကျွန်တော်တို့ကလုံခြုံရေးကြည့်ပေးပါကျွန်တော်တို့ကကာဝယ်ပေးပါတကယ်လို့ကျွန်တော်တို့ကလာတဲ့အချိန်မှာဒီကောင်တွေကကျွန်တော်တို့ကိုပြည့်ပြီးလို့လုံနေကျွန်တော်တို့တေသွားမှာပေါ့တေပေါ့တေမှာပါပဲကျွန်တော်ရင်မသားဆုံးဝင်အခုကကျွန်တော်တို့ရဲ့အလက်ကိုပြန်ပြီးတော့ရောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဒါနိုင်ငံဒေတာတော်တော်များများမှာပေါ့နော်လက်ရှိကျွန်တော်တို့အညာမြင်နဲ့ပတ်သက်တဲ့ဒါစီးရေးနိုင်ငံရေးတကယ့်ကိုကြီးကြီးမားမားတောင်းလဲမှုနဲ့အတူအော်ကြောင်းလေးတစ်ခုမြင်တွေ့ရမယ်လို့တော့ကျွန်တော်တို့ကညှော်လင်းနေပြီးတော့ဖြစ်လာဖို့လည်းရှိလာပါတယ်ရှိနေပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ကြားညက်ပြီးတော့သတင်းအကြိုတင်ပြီးတော့သတင်းပြောရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်အနေနဲ့စောင့်ကြည့်ပါ ျွန်တော်အများပြောနေရပြောနေတဲ့အတိုင်းပဲအညာမီကကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်။ညာသားကြီးကြီးတွေဟာဒါစစ် uniform မရှိခင်တည်းကကျောင်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလုံခြုံဒီ uniform equipment စသည်အပြင် accessory ပေါ့ဗျာဒါတွေမရှိပေမဲ့သူတို့ငကိုယ်တွေကဘောင်းမီပစိုးနဲ့ဂွန်းတိုင်းပြီးတော့တိုက်ခဲ့တဲ့သူတွေဖြစ်တယ်။ဟုတ်ပြီ။ဘာပူပါနဲ့လို့ကျွန်တော်မိသားစုနဲ့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်အောင်ဖက်ဖက်က နဘူရဲကလည်းရှုံးနေကြတယ်အခုချိန်ကြီးလည်းရှုံးနေစေဖြစ်တယ်။ဒါပြီးခဲ့တဲ့ရပိုင်းထဲမှာကျွန်တော်မိသားစုဝင်တွေတော့မိကန်နဲ့ပတ်သက်တဲ့အဲဒါပြန်နှိမ်နှင်းရေးဆိုတဲ့သတင်းကြားလာတာနဲ့တွေမင်းအောင်လှိုင်မှာနေစရာထိုင်စရာမရှိတော့ဘူး။ပြီးရရပိုင်းတွင်းမှာပဲတက်မှ၄နေမြေမှာကျွန်တော်တက်ခဲ့သိမ့်ပိုက်ပြီးအသေးအတန်အဲ့ဒီနေရာကိုပြန်ယူဖို့အတွက် MSMD ရဟရင်တွေနဲ့စစ်ကူပို့ ဒါပေမဲ့လည်းအဲ့ဒီမောတောင်ကိုလင်းရင်နဲ့ရောက်လာပြီးတော့သူတို့တွေကလက်နဲ့ချတယ်အလင်းဝင်တယ်လာတဲ့လူကသူတို့ကလက်နဲ့ချမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့လာတာမနေ့ကကျွန်တော်ဖော်ပြခဲ့တာအယောက်40ကျော်အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ဒီအယောက်50ကျော်သွားပြီလို့ကျွန်တော်သိရှိရတယ်ကျန်တဲ့ကောင်တွေကလည်းပဲတဖွဲဖွဲနဲ့ဝင်နေတော့မှာဆိုတော့ဒီအချိန်တွေကဘာကြောင့်ဖြစ်ပေါ်နေတာလဲအပေါ်မှာအမိန်သိညွန်ကြားတဲ့ကောင် သူတို့ရဲ့သူတို့ရဲ့အမိန့်ကိုအောက်ကကောင်တွေကလည်းလက်မခံတော့တကယ်လို့လက်ခံတယ်ဆိုရင်ဟုတ်ပြီသူတို့အဲ့ဒီမိုးအဲ့ဒီမိုးကိုပြန်ပြီးတော့တိုက်ခိုက်သိမ်းမဲ့ဖို့တဲ့စစ်ကူလွတ်လိုက်တာလေဒါပေမဲ့မောတောင်ကိုသွားတဲ့စစ်ကူပို့လိုက်တဲ့အကောင့်တရာလုံးကအခုအလင်းဝင်လက်နဲ့ချဆိုဒီရာကကျွန်မီတာစုဝင်နေမင်းအောင်စကားမပြီးတော့ဘူးဆိုတော့ကျွန်တော်ထင်ရှားစွာတွေ့နေရပြီးတော့ ို့ရဲ့ခေါင်းဆောင်အပေါ်ယုံကြည်မှုတွေလုံးဝမရှိတော့ကျွန်တော်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအခုလက်ပြောင်းမှာအပေါ်ဆုံးဆုံးပြောမယ်ဆိုရင်အခုကျွန်တော်တို့ကိုအဓိကဒုက္ခပေးနေတဲ့ကလေချောင်းဖြစ်ပါတယ်အဲ့လိုမရှိရင်လေရင်လည်းမရှိဘူးတော့ပြောလို့ရတယ်ဥပမာတနက်တလက်လိုပေါ့ဗျာတနက်တော့ရှိတယ်ဗျာကြည်မရှိဘူးအဲ့တနက်ကဒုံးလောက်တောင်မှအသုံးမကျဘူးလေရင်ရှိရဲ့ က်တော့မရှိဘူးလေရင်မောင်းတဲ့ကောင်မရှိဘူးဆိုရင်ဒီကိစ္စပြီဆိုတော့ဒါကြောင့်လေပဲလေရင်မှုတွေနဲ့ပတ်သက်ပြီးတော့မရောလှန်ရမိသားစုနဲ့တကွဖီအားပေးအချက်ကန်ပြီးတော့လက်ရှိအချိန်ထိဘုံကျဲနေကြတာဖြစ်တယ်ရုပ်ောက်ပွဲကိုလည်းအယွန်ဆိုင်ကတယ်ရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မြို့ပတ်ယူကြီးဒူငယ်ဖွဲ့တွေကလည်းပဲတင်းမင်းထန်ထန်တိုက်ခိုက်နေကြဆဲဖြစ်တယ်ပြီးတော့လက်ရှိစည်ရေးချင်းတွေမှာလည်းပဲသူတို့တွေ ပြန်ပြီးတော့သူတို့အလှည့်ပြန်ရောက်နေပြီးတော့နိုင်ငံတကာရဲ့ဖိအားတွေကြားထဲမှာဘလို့မှသူတို့တွေယုံထွက်နိုင်တဲ့အခြေအနေမရှိတော့ဘူးဒီယူကော့ဖွဲ့နဲ့ပတ်သက်ပြီးတော့ကဘာကြီးကလုံအောင်လေလက်မခံဘူးဆိုတော့ကျောင်းမိသားစုဝင်သိရှိပြီးဖြစ်သွားတာဒါအဆုံးသက်ပွဲပြန်ဆိုတော့နည်းနည်းတော့ပညာသားပါပါလိမ့်မယ်ချို့ရတယ်ကျွန်တော်တို့ကမှလုံအောင်ခံမှန်းလို့မရဘူးခံမှန်းနိုင်တဲ့အခြေအနေတစ်ခုမှလည်းပဲရှိမနေပါဘူး တိုင်းသားခေါင်းဆောင်တွေအကုန်လုံးနဲ့ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးဟာမင်းအောင်လှိုင်ဥဆောင်တဲ့အာနာသိအကြမ်းဖက်စစ်တပ်ကိုလက်မခံကြတော့အဲ့ဒါအရှိတရားအမှန်တရားပါဆိုတော့ DNL နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမိကျောင်းမိသားစုဝင်တွေခေါင်းထဲအထုတ်ထားပါငကိုရဲ့ DNL နဲ့ကျွန်တော်တို့ကလည်းပဲမာမိတ်အနေနဲ့ဆက်ဆံရေးခေါင်းတွေအများကြီးရှိတယ် DNL ရဲ့သူတို့ကြီးပဲလုတ်ခဲ့တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေပါသူတို့တွေအခုလိုမျိုး TNL ဆိုပြီးတော့ ကျောင်းပြည်သူလူထုတရက်လုံးရဲ့ဝင်းရံမှုကိုရရှိခဲ့တာဖြစ်တယ်။တော်လန်ရေးမှာအရန်လို့လို့မြောက်။အရန်ပါပြီးတော့အရန်လှုပ်ခဲ့တဲ့ကြားဖြတ်နဲ့ဆက်နွယ်နေတဲ့သူတွေကြည့်။သူတို့ကငွေပေါ်တာသူတို့ကနောက်ဆုံးပေါ်သက်နှက်တွေနောက်ဆုံးပေါ်ယူနီဖောင်းတွေနောက်ဆုံးပေါ်ကားတွေစီးနေတဲ့ကောင်တွေတောင်မှအခုအယူမီဝမ်းဖြစ်နေတာ။ကြောက်မိသားစုဝင်နေကျောင်းချုပ်ငုံပြီးပဲကြည့်ရမှာဖြစ်ပါတယ်။ဒီကိစ္စမှာအဲကြောက်မိသားစုဝင်နေ ကျွန်တော်တို့အောက်ဘက်လက်စရက်ရလာတဲ့အချိန်မှာအခြားသောသတင်းတွေမှာလည်းပဲအခုလိုမျိုးပေါ့နော် TNL ကနေပြီးတော့ဒါ secret တက်ကိုဒါတပါတဲ့ပေါ့နော်ဘုဘုံမျိုးတဲ့အထိခေါ်သိမ်းမယ်ဆိုတဲ့အကြောင်းအရာတွေထွက်ပေါ်လာဒီလိုမျိုးတွေပဲကျွန်တော်မိသားစုဒီလိုမျိုးတွေရှိပါပဲဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့လမ်းကဖြောင့်နေစေဖြစ်တယ်ကျွန်တော်မိသားစုဟုတ်ပြီကျေးဇူးတင်ပါတယ်အဲကျွန်တော်ရဲ့ Telegram အစင်မပြေတဲ့အချိန်မှာပေါ့နော်ကျောင်းမိသားစုဝင်နေကျွန်တော်ပေါ့ရှာပြီးတော့အာဒီ လာပြီးအပီးတယ်ပေါ့နော်အဲကျွန်တော်ရဲ့အဲ Telegram account ပေါ့နော်အ Richard ဆိုတဲ့ Telegram account ကိုရှာပြီးတော့လာလာရှာပြီးအပီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမြဲတမ်းအတူတူရှိနေတဲ့အတွက်လည်းကျွန်တော်လည်းခွန်အားရပါတယ်